ောင်ရက်တဲ့အတွက်ခုမှဒီကျမ်းမာတယ်ကျမ်းမာရေးလဲစူးစူးဝါးဝါးမရှိဘူးပေါ့အဲအထက်ခဲတွေကိုလည်းကြော်ဖြတ်နိုင်တယ်ပေါ့ဒီလောကရန်ကိုလည်းခံနိုင်ရှိတယ်ပေါ့အများကိုလည်းကုညီနိုင်တယ်ပေါ့အခုလိုရှင်းမရတဲ့ပြဿနာတွေကိုလည်းဘယ်လိုရှင်းရမလဲဆိုတာနားလေတယ်ပေါ့အဲတော့ဒီလိုအလုပ်တွေကိုဝိုင်းကူပြီးလုပ်ဟို မစွန့်နိုင်ရင်လည်းတွဲလို့ပေါ့နော်ဇောက်ချတရားပဲမလုံနိုင်ဘူးဆိုရင်လည်းအလုတ်တစ်ဖက်နဲ့တရားနာဆရာတော်တို့ဒီမှာတရားကိုရရှိရတယ်တရား MB တဘာဝ live ထဲမှာလည်းရှိတယ် Telegram တဘာဝ daily ဆိုတဲ့အထဲမှာလည်းရှိတယ် MB3 အတန်နေပဲဒီအဲ့ဒါတွေကိုနားထောင်နားထောင်ရင်းနဲ့တရားနှလုံးသွင်းပြီးတော့ယောဂီစိတ်နဲ့အိမ်မှာနေပေါ့ယောဂီစိတ်နဲ့အလုတ်လုတ်ပေါ့အဲ့လိုမျိုးလုံနိုင်ရင်တော့ယောဂမပြောက်ဘူးဆိုရင်တော့မှခန္ဓာရင်ရှိသွားတယ် ယောဂီစိတ်ကလူစိတ်တက်ဆိုင်အများကြီးပို့ပြီးတော့ပြင်းငြိမ်းနေချမ်းသာတယ်ပေါ့နော်ကျမ်းပါတယ်ချမ်းသာတယ်ပေါ့လူစိတ်ဆိုတာကြတော့ဟိုလောကီအာယုံတွေပဲဖရာတရားတန်ကနဲ့တိတ်ပြီးတော့မပတ်တက်တဲ့အတွက်ပေါ့လေဒီပတ်စံတွေအဲဥပဒေတွေစေဝါးတွေမိသားစုတွေနဲ့ပဲပတ်သက်နေတဲ့အတွက် လူရဲ့လူစိတ်ဆိုတာကတော့ကျမ်းမာကြီးကတိတ်မကောင်းမကျမ်းမာဘူးမချမ်းသာဘူးပေါ့စိတ်ကဆင်းရဲတယ်ပေါ့ပြောမစင်တော့ယောဂီစိတ်ဆိုရင်တော့ချမ်းသာတယ်ချမ်းသာတော့မကျမ်းမာလဲခန္ဓာရင်ရှိတယ်ပေါ့လေလောကတန်ကိုလည်းခန္ဓာရင်ရှိတယ်အဲ့လိုစိတ်ပြောင်းမှရမယ်အဲ့ဒီလိုလိုက်လုတဲ့လူတွေအများကြီးပဲအဲ့လိုလုတဲ့အခါကျတော့ဟိုနိုင်ငံခြားသားတွေမှလည်းလေဒီလိုညီဆရာတော်တော့ဒီလိုနိုင်ငံခြားသားတွေလည်းဒီလိုပဲတရားပြတာပေါ့ အဲသူတို့လည်းအဲ့လိုစိတ်ကိုပြောင်းပြီးတော့ယောဂီစိတ်ကိုမွေးတဲ့အခါကျတော့သူတို့ဆိုရင်ဘုန်းကြီးမဝင်နိုင်ဒီလားရှင်မဝင်နိုင်ဘူးအဲမိသားစုခလေးတွေလည်းရှိမယ်စီးပွားရေးလည်းရှိမယ်ဆိုတော့အဲ့ဒါကြီးလည်းမစွန့်နိုင်ဘူးအဲမစွန့်နိုင်ပေမဲ့စိတ်ကိုပြောင်းနိုင်တဲ့အခါကျတော့ခန္ဓာရင်ရှိသွားတာပေါ့နော်အဲ့တော့အခုလိုခင်မကောင်းတဲ့အခါမှလည်းလောကဓာတ်ကိုတော့ခံရတယ်ပေါ့လေဒါပေမဲ့လည်းခန္ဓာရင်ရှိတယ်ပေါ့ကျမကြီးမကောင်းလဲစိတ် စိတ်ကတော့ကျမ်းမာနေတယ်ပေါ့ဆရာလေးကတော့လူကလည်းကောင်းကောင်းမကျမ်းမာဘူးစိတ်ကလည်းကောင်းကောင်းမကျမ်းမာဘူးအဲ့လိုတရားကိုကောင်းကောင်းမှမလုပ်တာကိုနာပြီးတော့စိတ်နာနေတာပြဒနာပေါ့ကိုနာတာတော့မဆန်းဘူးပေါ့နော်ဒီခေတ်မှာယောဂါတွေများကြတယ်အဲ့တော့လူနာတွေများကြတယ်ဒါပေမဲ့တစ်ဖက်ကကျတော့ဒီလိုတရားတွေအားထုတ်တယ်ဆိုရင်စိတ်ကကျမ်းမာချမ်းသာလာမယ်ဆိုတော့ ောင်းကျိုးတွေရှိတာအဲ့ဒါဆိုရင်အခုလိုယောဂမပြောက်လဲကိစ္စမရှိဘူးပေါ့နော်ဆေးပဲတောက်နေရလဲကိစ္စမရှိတော့ဘူးပေါ့ဒါကိုလည်းခံနိုင်ရှိသွားတာအခုကဆရာလေးကမခံနိုင်တာပြဿနာလေဒီလိုလှုပ်တဲ့လူတွေကအများကြီးပါလှုပ်နိုင်တဲ့လူလည်းတဖြည်းဖြည်းနဲ့များလာဆရာတော်ကလည်းဒီလိုနှီးသေးတာ1999တည်းက25နှစ်ရှိပြီကိုလည်းအဲ့လိုကျင့်နေအများကြီးလည်းအဲ့လိုပဲသင်ပေးတယ် လုံရင်းလုံရင်းနဲ့ကျွမ်းကျင်လာတယ်လိုက်လုတဲ့လူများလာတယ်အဲ့တော့ဆရာလေးလည်းအလိုအခုလိုအခြေအနေမျိုးကြတော့နားလည်းဖို့လည်းမခက်လာဘူးပေါ့အရင်နဲ့ဆိုင်လိုက်ပြီးတော့ချစ်မယ်ဆိုလည်းတိတ်ပြီးတော့မခက်လာဘူးပေါ့လွယ်ကူလာပြီပေါ့နော်တရားကျင့်ရတာအခုလိုတရားစခန်းဝင်ရတာလွယ်လာပြီအဲ့လိုပေါ့တရားနားလည်းဖို့လည်းအရင်နဲ့ဆိုင်တော့ပို့ပြီးတော့လွယ်လာပြီအဲ့တော့ပူဇာမရှိဘူးပေါ့ မလုတ်ရင်တော့မတတ်နိုင်ဘူးပေါ့နော်ဆရာတော်လည်းတရားမလုတ်ခင်ရင်တော့ဒါဘာမှမသိပဲနဲ့ဘာဖြစ်လို့ဖြစ်မှမှမသိနဲ့အဲ့ဒါဒုက္ခရောက်နေပါပဲသူများသူများကိုကယ်ဖို့မပြောနဲ့ကိုယ်တော်မှဒုက္ခဒုက္ခကင်းမှာမဟုတ်ဘူးပေါ့သူများကိုရှင်းပြဖို့မပြောနဲ့ကိုယ်တော်နားမလည်ဘူးတရားတော်မလုတ်ခင်ဒါဒီလိုပဲလက်ဆင့်ကမ်းပေါ့ရှင်းပြသွားမယ် နားလည်အောင်ကြိုးစားရမယ်အခုလိုဖြစ်ရင်ပိုလောက်အောင်မလောက်ခံရင် နောက်လဲဒီတဘွားနဲ့မပြီးဘူးเนาะအဲ့ဒါယောဂဆွဲရကြီးနေတည်သွားရင်လည်းဒါဒီယောဂနဲ့ဟာခွဲလို့ရမှာမဟုတ်အဲ့တော့ဘဝဆက်ဆက်မှာဒီယောဂနှိစ္စတာခံနေရမှာ